ငပိကျော်မယောင်ပေးလို့ပါပါနှစ်ဝက်ရဲ့တရဖူပြန်သိမ်းတာခံလိုက်ရတဲ့အိန္ဒိယလာမယ်ရီချေဂူတာမင်္ဂလာပါရှင်ဘာမီစ်နောင်မှပြန်လည်ကြိုဆွန်လိုက်ပါတယ် Miss Grand International 2024ရဲ့ဝင်နာတူဖြစ်တဲ့အိန္ဒိယလာမယ်ရီချေဂူတာကိုတော့ပြိသက်ချင်းအားလုံးသိကြပါလိမ့်မယ် Miss Grand International ထဲမှာတခြားသောလာမယ်ရီထက်ဆိုင်ရင် အလာမယ်ရီချေဂူတာဟာပါပါနှစ်ဝက်ရဲ့ဦးစားပေးခြင်းကိုခံခဲ့ရတာပါ ။ဒါကြောင့်မင်းစာပိုင်းလောက်မှာတော့အိန္ဒိယလာမယ်လေးရေချယ်ဂူပတာတယောက်ကတော့လူတွေရဲ့အမြင်ကပ်ခံခဲ့ရပြီးတော့လူမုံအများဆုံးခံခဲ့ရတဲ့အလှမဲ့တူဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပါပါနဝကတော့သူနောက်ခေါ်ထားကငပိချုံရီထိုင်ရောက်ခိုင်းနေတာပါဒါကုံအိန္ဒိယလာမယ်ရီချေဂူပတန်တယောက်ကတော့ဆက်ပြီးတော့မရောက်ချင်တော့တာကြောင့်နောက်ပိုင်းမှာတော့မစ်စကရိုင်းနန်နေရှင်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ပါပါနဝရဲ့တရဖူသိန်းချင်းကိုခံခဲ့ရတာပါ ဒီလိုတရဖူပြန်သိမ်းရတဲ့အကြောင်းကသူ့အတွင်းငပိကြောင်မရောက်ပြီလို့ဖြစ်နိုင်တယ်လို့စားနောက်ဝေဖန်နေကြတာပါဒီလိုချိန်မှာတော့ပြိကတ်ကြီးတွေပြင်းမြင်မိတာကတော့အလာမဲတဲစုငိမ့်နဲ့ဆရာဖြစ်သူထူအန်လွင်ကိုပါပဲအလာမဲတဲစုငိမ့်ဟာတန်ငယ်ပေမဲ့လည်းသူများနဲ့မတူတဲ့အခြေချင်းတွေကြောင့်ပွဲစဉ်တစ်ချောင်းလုံးမှာအားကျုံးမှန်တက်ရှင်ပြိုင်ခဲ့တာပါအလာမဲတဲစုငိမ့်ဟာမစ်ကရမ်မဝင်ရောက်ရှင်ပြိုင်စဉ်ကလည်းအသက်16-18လောက်ပဲရှိသေးတာပါ သူမကတော့အင်္ဂလိပ်စကားပြောလဲကျမ်းတယ်လို့အထွေထွေဘုဒ္ဓတကစာတန်နေမလိုက်အောင်ကို တော်လွန်နေတာပါလာမယ့်တဲဆူငင်းကတော့ဘူဆန်နဲ့မျက်နှာပေါင်းတွေလျားလာပါတဲ့ body နဲ့သူမရဲ့ catwalk ကလည်းတကယ်ကိုကောင်းလွန်တာပါတခြားလာမယ့်တွေထက်ကိုတာလွန်တဲ့အခြေချင်းတွေပြေဝနေပြီးတော့ပြိုင်ပွဲစဉ်တိုင်းမှာလည်းတကယ်ကိုတာလွန်တဲ့ရှားလက်ကောင်းတွေကိုရရှိခဲ့တာပါဒါကြောင့်လည်းလာမယ့်တဲဆူငင်းကိုဝင်းနာဖြစ်မယ်လို့တောင်ခံမှန်းခဲ့ကြတာပါ ဒါပေမဲ့လည်းနောက်ပိုင်းဖိုင်နယ်မှာတော့အလမဲ့တဲဆွန်ကြီးဟောင်းဝင်တာမပြောနဲ့အလမဲ့နီနီလေးရင်လို့ first runner app ကိုမရရှိလိုက်ပဲ second runner app ကိုတောင်ရရှိသွားတာပါဒီလိုမျိုးကြီးကြီးမားမားကြီးကုန်လွှဲချော်သွားတာကြောင့်မို့အလမဲ့တဲဆူငင်းတရားစိတ်မကောင်းဖြစ်ကငိုယူပါတော့တယ်။ဒါကလည်းပြိုင်ပွဲတစ်ချောင်းလုံးမှာပပနဝဲရဲ့မမြတာမှုတွေပက်လိုက်မှုတွေကိုရှိမိနေတဲ့ဆရာထူအလွင်တယောက်ကတော့တပည့်မကိုခေါ်ချသွားကပွဲချမ်းပလိုက်တာကြောင့်ရုပ်ပြက်ဆင်ပြက်နေဖြစ်သွားရတာပါ။ ။နောက်ပိုင်းမှာတော့ထူအပ်လွင်တဲ့အလှမဲ့တဲစုငင်းတို့ကတော့ Miss Grand International ကနေပြီးပိုင်နှုတ်ဆက်ထွက်ခွာခဲ့ကြတာပါ။အစကတော့ထူအပ်လွင်ရဲ့လုံရက်တွေကို လူတွေကဝေဖန်နေကြတာပါ။ထူအလင်းတရားလာမဲ့တဲဆူငင်းရဲ့အနာကလာလာကောင်းတွေကိုဖျက်ဆီးပစ်နေတာလားလို့တော့အဖြစ်တင်ကအမြင်ကတ်ကြပါသေးတယ်။အခုလုံအိန္ဒိယလာမဲ့ရီချေဂူပတာရဲ့ဖြစ်ပျက်ကိုသိလာရတဲ့အချိန်မှာတော့အားလုံးကနားလဲသဘောပေါက်သွားခဲ့ကြတာပါ။ထူအလင်းရဲ့လုံရက်တွေကိုလည်းမှန်ကန်တယ်လို့အားလုံးကယူဆလာကြတာပါ။ အခုမှတော့ Miss Grand International ဝင်းနာစုတီကိုရရှိပိုင်ဆိုင်ထားတဲ့အိန္ဒိယလာမယ် Richard Gupta ကတော့မျက်နှာလုံးမျက်နှာရလောက်ကနဝက်ပြီးမှငပိတော်ထိုင်ရောက်တဲ့အဆင့်ကိုရောက်သွားတာပါဒီကြားထဲမှာလည်းလာမယ်ရီချေကူပတာနဲ့နဝတ်တို့ကြားမှာပြဿနာတွေဖြစ်ခဲ့ပုံရတာပါ အခုလိုမျိုးတရပူပြန်သိမ်းရတဲ့အထူးကကြောင်းရင်းကတော့အိန္ဒိယလာမယ်ရီချေဂူပတာဟာအလာမယ်တယောက်အနေနဲ့တာဝန်ထမ်းဆောင်မှုများကိုပြည့်စုံစွာလုပ်ဆောင်နိုင်ခြင်းမရှိခြင်း Miss Grand International အဖွဲ့အစည်းရဲ့ခွင့်ပြုချက်မရှိဘဲပြင်ပ project များတွင် ပါဝင်ပတ်သက်ရန်ငင်းဆန်ခြင်းတို့ကြောင့်ဖြစ်တယ်လို့ဖော်ပြထားတာပါ ဒီလိုမျိုးဘလောက်ပဲရှင်းပြရှင်းပြအလာမေရီချေကူပတာကိုငပိကြောင်မယောင်လို့တရဖူတိန်းတာကတိန်းတာပါပဲငပိကြောင်မယောင်လို့နဝရဲ့ခြေစုံကန်နာကိုခံလိုက်ရတာကတော့အိန္ဒိယလာမေရီချေကူပတာပါဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးဝေကာယုံ Miss Grand International ရဲ့ပပနဝရဲ့လုပ်ရက်ကိုဘလို့မြင်မိလဲဆိုတော့ပြောပြသွားကြပါအောင်ရှင်